3စီးလာတယ်2စီးထိတယ်တစီးပြတ်ကြတယ်ဘောနော်တစီးကတော့အရေးပေါ်ဆင်းသက်လိုက်ရတယ်ဟုတ်ပါတယ်ဒါကျွန်တော်တို့အတွက်မင်္ဂလာသတင်းပါဒီနေ့အတွက်တကယ်ကိုထူးရှည်သတင်းပါဗျာဘာဖြစ်လို့လဲဆိုတော့ဒီပဇင်းကင်နေနဲ့ပတ်သက်ရရဲရင်ပေါ့နော်စိတ်တက်ရဲ့ ဒါမင်းအောင်လှိုင်စစ်တပ်ရဲ့ရဲရင်ကိုတော်လိုင်းတပ်ဖွဲ့တွေဖြစ်ချနိုင်တဲ့သတင်းအနေနဲ့ပတ်သက်ရင်ပြည်သူတွေအကုန်လုံးကတောင်းတမှုပြအားပေးကြတယ်။ဘာလို့လဲဆိုတော့ဒီကောင်တွေလက်တက်ကအဲကျွန်တော်တို့ဒါဒေသခံပြည်သူတွေအပေါ်မှာရောကလေးတငယ်တွေအပေါ်မှာရောပြီးရင်ဒါတော်လိုင်းတပ်ဖွဲ့တွေအပေါ်မှာရောအရန်ကိုအကြီးအကျယ်ကိုဒုက္ခပေးနေတဲ့လက်တက်တွေဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးကောင်တွေကိုအခုလိုမျိုးပြန်ပြီးတော့လက်တုံပြန်နိုင်တဲ့ဟာကအရန်ကိုပျော်စရာကောင်းတဲ့သတင်းတစ်ခုဖြစ်ပါတယ်။အခုလဲဒါ ဲ GIN နဲ့ BDF တပ်ဖွဲ့တွေပေါ့နော် GIN ဦးစီးတော်လိုင်းအင်အားစုတွေကဒီပုံမှန်ဘက်ချမ်းမှာရှိတဲ့ရဲရင်၃ဈင်းပေါ့နော်ဒါကျွန်တော်ဖြစ်စဉ်ပြောပြရမယ်ဆိုရင်ဒါဒီတနာီခွဲလောက်မှာဒါရဲရင်၃ဈင်း၃ဈင်းနဲ့ဒါစက21ကိုစစ်ကူလာတယ်ဆိုပြီးတော့သိရတယ်စစ်ကူအင်အားဒါလာပို့တယ်ဆိုပြီးသိရပါတော့။အဲအဲ့လိုမျိုးပို့ပြီးတော့မှပြန်တက်တဲ့အချိန်မှာအဲသုံးစီးကိုဒါဝိုင်းပစ်တာပေါ့နော်။ပစ်တဲ့အချိန်မှာနှစ်စီးကထိတယ်ပေါ့နော်။အဲထိပြီးတော့ အဲနှစီလုံးထိထိချင်းအဲ့ညမှာနေပြတ်ကြတဲ့ပုံစံတော့မဟုတ်ဘူးအဲဆက်ပြီးတော့ပြန်သွားတယ်ဒါပေမဲ့ဒါတစည်းကတော့အဲအချိန်ညမကောင်းတော့လို့ရွှေကူမှာဆင်းလက်ရတယ်ဗောနော်အဲနောက်တစည်းကတော့လုံးဝကိုပြတ်ကြတဲ့အဆင့်ထိရောက်သွားတယ်ဒါကျွန်းကျွန်းပေါ်မှာလို့လဲကျွန်းတကျွန်းရဲ့အနည်းဆိုပြီးတော့လဲသိရတယ်ဗောနော်အဲ့တော့အရန်ဝေးလန်တဲ့အတွက်ဓာတ်ပုံမှတ်တမ်းပါညာလဲကျွန်တော်တို့တော့အာလိုက်ပြီးတော့ကြိုးစားတာမျိုးတွေလုပ်နေတယ်ဗောနော်အခုကြီးတောင်းတာမျိုးတွေလုပ်နေတယ်ဒါပေမဲ့တကယ်ကိုတရင်ကတော့အတိအကျပါအမှန်ကန်ပါ ကြောင့်မြေပြင်ကနေပြီးတော့လည်းသတင်းတွေရပါတယ်ဗောနော်အဲဝန်ဒါအာယာနဲ့လာပြောပေးတဲ့အဲတာဝန်တည်တဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်တယ်အဲပြီးတော့အဲအဲ့ထဲမှာကျွန်တော်ပါဝါတယ်ဗောနော်ပြန်ပြီးတော့လင်းရမ်းရင်၃စီးပြန်တက်တဲ့ချိန်မှာပါဝါတဲ့တပ်ဖွဲ့တစ်ခုရှိတယ်အဲ့ဒါ viewer moon နဲ့အဖွဲ့ဆိုပြီးတော့သိရတယ်ဒါလေဘယ်ရရင်မှာပါသွားလဲဆိုတော့အခုလိုက်ဆောင်တန်းနေပါတော့။ဆိုတော့ဒီ3စီးမတိုင်ခင်မှာရှေ့မှာ3စီးအဲ့လိုဆင်းမှုတယ်။ဆင်းတဲ့အချိန်မှာကျွန်တော်သတင်းတွေတက်တက်တာရှိတယ်ပေါ့နော်။ကျွန်တော်လည်းပြောခဲ့ဘူးတယ်။အဲတက်ဖွဲ့တွေကဒါ ဝိုင်းပြီးတော့ပြစ်တဲ့အခါပေါ့နော်အဲ့မှာဗျူဟာမှုနဲ့အဖွဲ့ကိုမခေါ်သွားနိုင်မဲနဲ့ချက်ချင်းပြန်တက်သွားတာရှိအဲ့ဖြစ်စဉ်ဖြစ်မှုတဲ့အဲ့တုန်းကမလိုက်သွားရတဲ့ဗျူဟာမှုကအခုဒီနေ့ရရင်၃စီးနဲ့သူကပြန်လိုက်သွားတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့အခုထပ်ပြီးတော့ဆူတောင်းရရင်ထိသွားတယ်ထိသွားတယ်ကျွန်တော်ဆူတောင်းပြေတယ်အခုနလိုပြက်ကြရဲဆိုတာလေဆူတောင်းပြည်တယ်မီလောင်သွားတယ်ပေါ့နော်အဲပြီးတော့အဲ့ထဲမှာမှထပ်ပြီးတော့နောက်တစ်ခါဆူတောင်းနေရတာကဒီ viewer မှုနဲ့ဖွဲ့ကပြက်ကြရဲရဲရင်ထဲမှာပါပါစေဆိုပြီးတော့ဆူတောင်းနေရတဲ့အဆင့်နေဖြစ်လာတယ်ပေါ့နော် ဒါကလည်းအဲတကယ်သာအဲ့လိုမျိုးဆိုရင်ဝမ်းသာရမယ့်သတင်းတစ်ခုကိုအဲ့ကြတော့ဝမ်းပြီးတော့ဆူတောင်းကြတော့ဗောနော်အဲ့တော့ဒီရဲရင်ဒါပြစ်ချနိုင်ခဲ့တယ်ဆိုတော့သတင်းကလည်းအဲဒေါ်လိုင်းအင်အားစုတွေအတွက်တကယ်ကိုအဲဝမ်းသာစရာအားရစရာသတင်းကောင်းတစ်ခု ဖြစ်တယ်လို့ဒါရှေ့မှာဒါဒီစစ်တပ်ရဲ့ဗောနော်ရဲအဆက်ဘုံကျဲတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုကရှိထားပြီးသားဗောနော်ဖြစ်စဉ်တွေကတော့အများကြီးရှိတယ်ဒါပေမဲ့လောလောလတ်လတ်ဆိုရင်ဒီဘင်းဖြစ်စဉ်ဗောနော်ဒီဘင်းဖြစ်စဉ်မှာဖြစ်သွားတဲ့ဒါကလေးငယ်လေးဆရာဆရာမတွေရဲ့ကိစ္စဆိုရင် ဒီအခုပြစ်ချနိုင်ခဲ့တဲ့ရဲရင်300ကဒါသွေးကြွေးပြန်ယူနိုင်ခဲ့တယ်ဆိုပြီးတော့လည်းပြည်သူတွေကြွေးကြော်ကြတယ်ဗောနော်တကယ်လည်းအားရစရာကောင်းပါတယ်မင်းတို့ပြည်သူကိုရဲရဲဆက်ဆက်လှုပ်ခဲ့တဲ့လီဒါကကောင်တွေကိုအခုတော်လိုင်းတက်ဖွဲ့တွေကဒါပြန်ပြီးတော့လက်စားချေနိုင်နေပြီအဲပြီးတော့အခုပြစ်လာတာဆိုရင်300လာတာဆိုရင်2စီးကိုဒါပြစ်ခတ်နိုင်ခဲ့တယ်ဆိုတော့ ပို့ပြီးတော့ဝမ်းသာစရာကောင်းတာပေါ့เนาะပြီးတော့ဒီရဲရင်ဆင်းလိုက်ရပါတယ်ဆိုရဲရွှေကူကိုဆင်းလိုက်ရပါတယ်ဆိုရဲရဲရင်ကလည်းတဲ့အဲကျွန်တော်တို့ဒါနီးဆက်သူတွေဒါပို့ပြီးကျွမ်းကျင်သူတွေမေ့ကြည့်တဲ့အခါမှာသူက engine ဘိုင်းကိုထိမှန်နေဆိုရင်လုံးဝပြန်ပြင်လို့မရအောင်အဲသူတို့အတွက်ဒါထပ်ပြီးတော့ဒီ liter အင်အားဒါညော့နေတာပေါ့เนาะညော့နေတယ်ပြီးတော့ဒီ MI subplane တွေကအခုချိန်မှာတေယူပို့ဆောင်ရေးအတွက်အရန်ကိုသူတို့အတွက်လိုအပ်နေတဲ့ရဲရင်အမျိုးအစားလည်းဖြစ်တယ် ဒီလိုမျိုးဒါပြက်စီးသွားတာမျိုးမဟုတ်ဖ ೇನೆ ခုနလိုအရေးပေါ်စဉ်သက်လိုက်ရပြီးတော့ပြန်ပြင်လို့မရဘူးဆိုရင်တော့မှတို့အတွက်နောက်ထပ်အသုံးဒါတုံးပြုလို့မရဘူးပေါ့ဗျာပြီးရင်တခြားနိုင်ငံတို့ဝယ်ယူခဲ့တဲ့ဒါရုရှားဖြစ်ဖြစ်ဘာဖြစ်ပြန်ပို့ပြီးတော့ပြင်ရမယ့်အဆင့်မျိုးဖြစ်သွားရဆိုရင်လည်းဒီရဲရင်ကပြက်စီးတာနဲ့အတူတူပဲအလုံးအဲ့လိုမျိုးပြန်ပြီးတော့တုံးလို့မရအောင်လုံနိုင်ခဲ့တာနဲ့အတူတူပဲပေါ့နော်အဲ့ဒါကြတော့တို့ရဲ့လေတက်အင်အားချိနေအောင်လုံနိုင်တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်တယ်ပြီးတော့တို့အခုချိန်မှာအသေးအတန်လိုအပ်နေပါတယ်ဆိုတော့ ဒါဒီတေယူပို့ဆောင်ရေးရဲရင်နေလည်းဖြစ်တဲ့အတွက်ဒါအရန်ကိုအကျိုးမြတ်များတယ်ပေါ့နော်မြေပြင်မှာတော်လိုင်းတပ်ဖွဲ့တွေကနေရာစုံဒေသစုံမှာလမ်းတွေရောဒါမြစ်ကြောင်းတွေရောပေါ့နော်ဒါမျိုးတွေထိမ့်ချုပ်ထားတဲ့အချိန်မှာသူတို့ကလေကြောင်းတစ်ခုကိုပဲအာကူပြီးတော့လုပ်နေရတယ်စစ်ကူပို့တာပဲဖြစ်ဖြစ်ရိတ်ခါပို့တာပဲဖြစ်ဖြစ်လေကြောင်းတစ်ခုကိုပဲအာကူပြီးတော့လုပ်နေရတဲ့အနေအထားမှာဒီလိုမျိုးညှော့နေသွားတယ်ဆိုတာလည်းအရန်အားရစရာကောင်းတယ်အဲ့လိုမျိုးရဲရင်စင်းသက်တဲ့နေရာမျိုးတွေကိုပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေက အဲလက်နဲ့မျိုးစုံတုံးပြီးတော့ပြစ်ခတ်ကြတာပေါ့နော်ပြစ်ခတ်ကြတယ်အဲပြီးတော့ကြတော့ဒါရဲရင်အခုလိုမျိုးဒါရိတ်ခါတွေလာချတယ်ဘမုံမှာဆိုလည်းဖြစ်စဉ်တွေရှိတယ်ပေါ့နော်ဒီလောလောလတ်လတ်မှာကိုပဲဖြစ်စဉ်တွေရှိတယ်ရိတ်ခါလာချတဲ့အချိန်မှာရိတ်ခါချတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်လို့ရိတ်ခါလာကောက်တဲ့ကောင်နေရာအစမာကီရတာရှိတယ်ပေါ့နော်ထိခိုက်သွားရရှိတယ်ဒေဆုံးသွားရရှိတယ် စစ်တပ်ကတော့တော်တော်လေးကိုဖိအိုဖျက်အနေထားနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒီရဲရင်ပြစ်ချနိုင်တယ်ဆိုတာကလည်းခု2025မှာဈေးဥပေါက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုတော့နောက်ဆုံးဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုရင်2024မေ6ရက်နေ့ကပေါ့နော်ပြင်းဒီတပေါင်းစုကဒါဖားဆောင်မှာပြစ်ချပြီးတော့ဘောလ်ကင်းမှာပြက်ကျသွားတဲ့ MI Sampling ရဲရင်တစည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဖြစ်စဉ်နောက်ပိုင်းမှာဒါခု2025မှာထပ်ပြီးတော့ဒါလီတက်ကိုဈေးဥဖောက်တဲ့ဖြစ်စဉ်လို့ပြောလို့ရတယ်ဒါကလည်းအားရစရာကောင်းတယ်အဲရှေ့ပိုင်းကာလာကဟာတွေပြန်ကြည့်မယ်ဆိုရင်ကျွန်တော်2022ခုနှစ် မေ3ရက်မှာ MI35 ဒါ KI အရပြစ်ချတယ်အဲနောက်23 February 3ရက်မှာဒါ PDF တွေကအာရွှေပြည်ရေးဘက်မှာပေါ့နော်ရဲရင်ပြစ်ချတယ်ပုံတော့မရှိလိုက်ဘူးပေါ့နော်နောက်23ဇွန်မှာလည်း KEW တစည်း KND တပေါင်းစုပေါ့နော် KND ဒေသမှာချတယ်နောက်23 November 17ရက်နေ့မှာလည်း KEW ပဲ KND ဒေသမှာပဲနောက်24 January 3ရက်မှာလည်းဒါ MI70 ပေါ့နော် တေဥပ္ပဆိုင်ရဲရင်ကို KIA ကဒါ Wi-Fi ဘတ်ချမ်းမှာပြင်းတယ်အဲ့တော့လည်းကျွန်တော်သတင်းတွေတင်တင်တင်ဆက်ခဲ့တာတွေရှိတယ်ဗောနော်အားရစရာအဲ့လိုလေရင်သတင်းဆိုရင်ကျွန်တော်အာပါတရားပြောကြတယ်ဗောနော်နောက်တစ်ခုမိုက်တရားရှိရအဲ့ဒါ2024 January 16မှာ FTC 2000G ဗောနော်အဲ KIA ကခုတ်ခိုင်မှာပြစ်ချနိုင်ခဲ့တယ်ဗောနော်ဒါဟာလည်းတကယ်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ပြီးတော့2024 January 29မှာဒါ KNL နဲ့ PDF တပ်ဖွဲ့တွေကအဲယူကော့ပလာပေါ့နော်အဲတင်ငန်းညင်တော်ကဒါကျွန်တော်တို့လည်း အဲ့အဲ့မှာထီသွားပြီးတော့ဗီဒီယိုပါလေရိုက်ကူးနိုင်ခဲ့တာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးပြေချနိုင်ခဲ့တာရှိတယ်နောက်ဆုံးတစ်ခုက2024မေ6ရက်ပေါ့နော်အဲ့မှာတော့ MISMD လာ KND တပေါင်းစုကဘောလကဲမှာပြေပြတ်ကြပေါင်းပြေချနိုင်ခဲ့တာလည်းရှိတယ်အဲ့တော့ရဲချင်းပြေချနိုင်ခဲ့တာတွေ KAW ဘုံကျဲလေးရင်နဲ့ FTC 2000G လို့ဒါတိုက်ခိုက်35လို့တိုက်ခိုက်ရေးဒါမျိုးဒါရဲရင်တွေကစလေးရင်တွေအဆုံးပေါ့နော် အဲလုံးဝဟိုဟာတရားမရှိပါဘူးဆိုတော့အနေထားမှာတော့မှပဲအခုလိုပြစ်ချနိုင်နေတာတွေကတကယ်အားရစရာကောင်းပါလေရှေ့ကာလတွေမှာလည်းတော်လိုင်းတပ်ဖွဲ့တွေရောပြည်သူတွေရောကလင်းငယ်တွေရောဒါခုနလိုမျိုးဘုံကျဲတိုက်ခိုက်တာမျိုးတွေပြစ်ခတ်တက်ဖြတ်တာမျိုးတွေလုပ်နေတဲ့မင်းအောင်လည်းရဲ့အကြံဖက်လီဒတ်ကိုအခုလိုမျိုးပဲများများပြစ်ချနိုင်ပါစေများများဇီဝင်ချုပ်အောင်လုပ်နိုင်ပါစေပေါ့နော်အစာအသွတ်တွေလည်းများများရပါစေဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဆုတောင်းပေးပါလေဗျအားလုံးပဲကျေးဇူးတင်ပါတယ် နောက်ဆုံးသိရတဲ့သတင်းလေးလာပြောပြတာကြံနေခဲ့လို့ပေါ့နော်အဲရှေ့မှာကျွန်တော်ဒါပြတ်ကျသွားတဲ့၃စီးမှာပေါ့နော်၂စီးထိတယ်အဲတစီးပြတ်ကျသွားတယ်ပြတ်ကျသွားတဲ့အထိမှာ viewer မှုနဲ့အဖွဲ့ပါပါစီဆိုပြီးကျွန်တော်ဆူတောင်းတာလေးပေါ့နော်အခုအဲဥစ္စာပါသွားပါတယ်ဆိုပြီးတော့သတင်းတွေတက်လာနေပြီပေါ့နော်အဲ့ဒါလေးပြောဖို့ကြံသွားလို့